ဓာတ်ပြချက်ပေါ်ကအကြောင်းချင်ရများလွယ်မမောငါးနီနဲ့တွေငါးကြီးကုန်တွေထောင်းထောင်းထန်နေတဲ့ဇီးတဲ့နဲ့ country auto ကြီးဆောင်လို့မစိုးပဲတုံးကြီးနဲ့ rocky gregory ဖျက်ရှော်လာတယ်လက်ထဲမှာတော့သုံးတသားဝတ်သားရရဲနဲ့ကျွကျွတလူကန်လို့ရပြီးရင်ဇီနာကဒါရာဆိုတဲ့တိတ်ခွေငါးဆိုင်လေးရဲ့အဖီလေးမှထိုင်ပြီး အလာပါလေတလာပါလေပြောရင်ပြောလက်ဖက်လေးပါလေးမှတောက်နေတအောင်အောင်ဆိုအာဒီရလည်းပြန်သွားရတယ်ချိန်နှုံးကဘိုဘူဟန်ဆိုတာကလေးရောလူကြီးရောတည်ရဆိုတော့ကြီးပေါ့စင်ပါပါနေငုံငါချက်မဲငါကိုနေချက်မလားဆိုပြီးတော့ကြောက်လောက်ရှိတဲ့သမင်ရှိင်းနဲ့ဘဲပင်ဝင်လို့ မိုက်ခရိုဖုန်းကိုဒီကလုံးပတ်အောင်အပြားဟဲခဲ့တာဒီဘိုးတော်ပေါ့ခုတော့ပန်းတိလေးကိုအေးကန်းတက်တာတဲ့ထားမစားတော့ပဲဝတ်သားရက်နဲ့ဟင်းသီးရင်တွေထည့်ပြီးစားတော့မှထင်ပါရဲ့1980ပြည့်နှစ်တွေရဲ့မိန်းနေကြောင်းလာတဲ့တဲ့နေကြောင်းသားတွေဟာဘိုးဘဝင်းကိုတိုနီဟန်လေးလို့သိကြပြီးပြည့်နှစ်တော်ဆယ်မှာရုပ်ရှင်တွေကခရစ်တော်နဲ့တိတ်တူလို့ ခရစ်ခရစ်လှန့်လန့်တော့ကြတယ်မြမတန်ကားလွန့်တဲ့ local talent ဆိုတဲ့အစီအစဉ်မှာအင်္ဂလိပ်ရှင်တွေဝိုင်းဟေကြပြီးတော့ဘဘဝံဖြစ်လာတယ်ပေါ့အခုတော့ heavy metal kit alternative punk kit တွေကျော်လို့အဆက်မပြတ်ရပ်ဖတ် rap guitar ရဲ့လူမဲဆက်သွင်းခံရတဲ့ကလီယောက်ခင်ကြီးတွေမှာဘဘဝံအင်္ဂလိပ် ဝတ်သားရဲဆွဲပြီးအိမ်ပြန်ချက်ပြုတ်စားတော့အိမ်မောကြလို့နေလနေကင်းအိမ်မက်ထဲမှာဧကေတရာတွေကသူ့ငယ်ဘဝပန်းသီးလေးကိုသွားသွားပြန်ကြည့်နေရတော့တယ်ဒီလိုပဲဇေယသီရိလန်းထိပ်မနက်ပိုင်းနဲ့ညနေပိုင်းတချို့မှာခွေးလေးတကောင် မိမငယ်လေးတယောက်နဲ့အဖိုးကြီးတယောက်ကိုလူတိုင်းသတိထားမိကြတယ်တခါတခါ TV ထဲမှာ ကာရဂခွေတွေထဲမှာမက်ဆင်းစာမျက်နှာချို့မှာတွေ့ရတယ်။သူ့ရဲ့လိန်ချစ်ထားတဲ့မုတ်စိတ်ဟာသူ့ရဲ့ logo တစ်ခုဖြစ်ခဲ့ပြီးရှေးနေတဲ့စပင်ကိုပြောင်းထုံးထားရတယ်။တယောဒင်းပါ။သူကအနောက်အိမ်တော်နဲ့လဲတန်းမှာလာချေဆိုင်တဲ့ Renaissance လူပညာသမားတယောက်ပေါ့။ နှစ်ပေါင်းများစွာအနုပညာတသက်တဲ့ဘဝကိုဖြတ်သန်းရင်တသက်လုံးလည်လာစီပူခဲ့တဲ့ဂီတဝန်းစာတွေကိုနောက်မျိုးဆက်တည်းစီပြန်လက်ဆင့်ခံပြီအိမ်ကန်းကားကားရေးစည်းကြီးရဲ့ဦးထွန်းလင်းချန်တဲ့ကနေလေရန်လမ်းမကအမြင့်ဆုံးခန်းတစ်ခန်းကိုပြောင်းသွားတယ်မိုးရင်းစုမိုးတွေခဏခဏယူလို့ဦးတိန်ကြီး တရောအိုလီမိုးမဆိုအောင်ပိုက်ထားအောင်မှာတပါဘာမှမတတ်နိုင်ဘူးပေါ့ဝဲဝဲစားတွေရဲ့မာယာကွန်ရက်ထဲမျောပါသွားပုံရတယ်လက်ရမ်းမှာကထီးဖြူဖက်နပါအိမ်ပွဲစားအဆောင်ပွဲစားတွေကအလေးချာပေါက်နေတော့သူတို့ရှိငားမယ်ဝဲမယ်တခုပြောလိုက်မိတယ်လေရောက်နေတဲ့ကွန်ရဆိုင်ကိုနောက်မှထပ်ပြခဲ့ပြီးရုတ်ချီးငောက်ကနေဖုတ်ဖက်ကထားလိုက် တိဘက်ကလုံးနေလို့တခါတည်းပွဲစားချင်းချင်းဝေစုဖန်းခွဲနေတာငားမဲ့သူငားမလားမငားဘူးလားဆိုတာတော့မဆောင်တော့ဘူးအခုတော့အဆောင်ပိုင်ရှင်အိမ်ပိုင်ရှင်တွေကပွဲစားတွေကိုဇက်ရှုပ်လို့သူတို့ငားမဲ့ဘော်ရာဆောင်ကြောင်ကြာကို A4 စာရွက်နဲ့ရိုက်ပြီးလွတ်နေတဲ့တိုက်နယ်ံတွေဝင်းကြံတွေဓာတ်တိုင်တွေမှာလိုက်ကတ်ထားများဖွေဖွေလို့လို့ ညဆိုရင်အဲ့ဒီကြော်ညာတွေကိုမြေလျှောက်ပွဲစားတွေကလိုက်လိုက်ခွာနေတာစီဝင်တရားတောင် EC လက်ပိုက်ကြည့်နေလို့ရတယ်ဒီကနေ့လှဲနှမ်းပါလေခြောက်လန်းတွေကတို့တို့တိတ်တိတ်ပုံစံလေးမှာတော့ထန်းဆိုတဲ့တေးသမားတယောက်ရောက်ရောက်လာတတ်တယ် Ringo ရဲ့ CU တွေထဲမှာသူတချင်းလေးတွေပေါက်ခင်နေမဲ့သူ့ကိုလူမသိကြဘူး ရန်ကုန်မှာတောင်တင်ရင်ဂီတဒီရေပြန်တဲ့ချိန်ကိုစောင့်နေခဲ့တဲ့တချင်းလေးလေးပေါ့ခုတော့သူရဝဲတဲ့နှစ်ပြီးနှစ်နေကြတာရန်ကုန်မှာသူမတော်ဘူးတဲ့ဆိုင်မရှိသလောက်ပဲနောက်ဆုံးကဘာမီကဒီဒိုင်းရှိုးပုံစံညစ်ပပလေးစီမှာလာညစ်နေတာတော်တော်ကြားနေပြီဆိုင်ထဲမှာမျက်နှာအိုင်းပြီးရောင်ကိုင်းနေတဲ့ခြေောက်တွေ ညိုညစ်ညစ်လက်တွေနဲ့တစ်သားစပွဲညစ်ထက်ထက်တွေပေါ်မှာတောက်လက်ဆခွက်တွေအမီးပကံနဲ့စိတ်ဓာတ်တွေရှိနေတယ်လေးဖြတ်ပြီးအကျော်ဆွဲနေတဲ့ဒီယိုတိုက်ခန္ဓာကိုသူကစိုင်းထဲကိုခဲခဲရင်နဲ့ဝင်လာပြီးထန့်စပွဲမှာလာထိုင်တယ်နောက်မကြပါဘူးစီးကြိုတိုင်ခွက်ကြားလိုက်တက်လိုက်နဲ့ခရရဲ့လူတယောက် ှေးရှည်တစ်ချောင်းကင်လို့ထပ်ရောက်လာတယ်။အဲသူတို့ကတွဲလုံးနေပေါ့။သူတို့ limit ကဒစိတစ်ပိုင်းကနေတလုံးခွဲနှလုံးလောင်းထိရောက်သွားတတ်တယ်။သူတို့အမီးကဘုရားကျော်တုပ်ရဲ့နိုင်ငံရေးရဲ့တရွေးတရွေးဖြစ်စေးကြီးတိုင်းခွာမှုရေပေါ့။အဲဒီဆိုင်နဲ့ခြေလမ်း20လောက်ဝေးတဲ့တောင်ကျိုးကြကြတနေရာမှာတော့နေတဲ့ဆိုတော့အမေရပုံစံရှိခဲ့ဦးတယ် အဲ့ဆိုင်မှာလူရှင်တော်ပို့ပြီးတော့အုပ်စုတွေချက်စားခဲ့ဘူးလေနေကမြန်မာလေးနယ်လေးနှမဆိုရက်တပြားရတခြင်းနဲ့နိုင်ငံလုံးရဲ့ရေဒီယိုပရိသတ်တွေကိုတင်ဖိုက်ခဲ့တဲ့အဆူရောတရောင်လေးရဲ့တာတွေနဲ့နေတဲ့ဆိုင်ပိုင်ရှင်ဟာကိုကိုရောအုပ်စုဆိုတဲ့နာမည်နဲ့မော်နိုတီဝိုင်းလေးဖွဲ့ထားတယ်တောင်းမင်္ဂလာဆောင်တွေ ယဟန်ကန်ရှင်ပြပွဲတွေဆိုဒေါ်ဂျက်ကာဘောလော်ရီဘောက်စစ်တင်လို့အရက်သေးကဘလတ်တွေရောစင်မီပရိုရောဘရိုအိုယူရောဒဘလင်းနဲ့တခွက်တည်းတစီတည်းတဝန်းနဲ့စိုးကြတိကျအော်ကြဟဲ့ကြတယ်ညံစီနေရပါပဲတခါလီပွဲမရှိရင်တော့ဆိုင်ထဲမှာမက်ဒလင်တလက်နဲ့အတန်ဝါကြီးရာကြီးဆိုလို့ မောင်းလာပြီးဝင်ကိုနေဝင်ဟာတခါတလေမျက်စိလဲပြီးဒီဆိုင်ကိုရောက်လာတယ်တခါကသူဒီဆိုင်မှာတောက်နေတော့အပေါ်ရကခြာတိတ်တွေဇဝန်းထုတ်ရဲ့ရွက်လွန်ခြင်းချင်းကိုစုံတန်ကြတော့တောက်လက်စရက်ခွက်ကိုစပွဲကုံမူလေးပေါ်ခပ်ပြင်းပြင်းချလိုက်တဲ့ကော်ပီဂီတာလောကပေါ်ကိုပိုင်တန်စင်သမားတယောက်ရဲ့စိတ်အစာမကြေမှုလေးက ပုံပြင်းဆူရှတဲ့ဘီးနဲ့တွေ့မှာရုပ်ကြီးထထောက်လိုက်ပြဖြစ်မှာတမရေ90ပြည့်နှစ်တွေရဲ့လက်ဖက်ဆိုင်ဆောင်းဘောက်စ်တွေတက်သူတဝိုက်ကမင်းကလေးဆောင်တွေနဲ့လမ်းမေးအုပ်ခုံတွေမှာကော်ပီချင်းတွေကြီးကြလာတော့80ပြည့်နှစ်တွေကဩဇာအရမ်းကြီးရတဲ့ကိုပိုင်တန်စင်တွေဟာရည်ဤသွားတဲ့ဘောပါပဲနောက်ထူးရင်တင်တို့ညီတင်တို့လို့ cord pattern တစ်တွင်နဲ့ jazz blue rock and roll အုံချွနေက copy တစ်ချက်နှထောင်နေတဲ့လူငယ်တွေကိုပြန်ပြီးဆွဲခေါ်နိုင်ခဲ့တယ်။ဒါပေမဲ့လည်းလူငယ်တွေဟာ Ozzy Osbourne တို့လို ACDC နဲ့ Crash Metal original တိတ်ခွေတွေကိုဂုံယုံအောက်ကဆိုင်တဲ့ music blog ဆိုတဲ့တူတန်းကအခွေဆိုင်တွေကနေရလာကြတယ်။ heavy metal ဒီကကမြို့ရွာနဲ့စီးထိုးပြလိုက်တဲ့အခါအယိုးကောင်းတိရှက်တွေ doubt မှာတင်ဖက်နေတယ်501 levice ဂျင်းပင်နေစီလူငယ်တွေကရောက်သွားပြန်ရောအနှစ်တန်ရတဲ့အတွင်တန်ကပုံကုဆက်သွားတာပေါ့ကိုနေဝင်းဟာနောက်ဆုံးခွက်ကိုမော့ပြီးတဲ့နောက်သူ့ရက်ကိုင်းကိုင်းနဲ့လေရန်ချုံညိုင်လေးကနေအင်းစိန်ကို နေညိုချိန်နေမကူးခင်ပြန်လဲဆုတ်ခွာသွားခဲ့တယ်။အဲဒီဆိုင်ရဲ့အပေါ်ရမှာတော့ဇပင်းရှည်ရှည်နဲ့လူငယ်တယောက်ဟာသူ့ကိုယ်ပိုင်ဝင်ချင်းလေးထဲမှာဥနေရတယ်။ကေရာဝလီတလုံးနိုင်ရန်မနိုင်တဲ့တိတ်ဆိတ်လို့ဖလက်ဆာဆောင်းတွေ secret ပြရင်နဲ့တပတ်ရဲ့ဂျပန်ကက်ဆယ်လေးတွေက Freddie Mercury ရဲ့ Bohemian Bohemian Rhapsody တခြင်းဟာတိုးတိုးလွင်နေတယ်လေတခါလေသူ့အခန်းကြီးလေးထဲမှာငှက်ကြီးရဲ့မျက်ရည်ဝဲအောင်တခြင်းကိုရေးတဲ့မောင်မောင်တွင်လို့အောင်မညိုရောက်ရောက်နေတတ်တယ်ကစားဝဲများဆိုတဲ့ album ပြီးမှရုပ်တရက်လေးတန်းကနေကြောက်တောင်ကြီးတွေမိုင်းကွင်းတွေစီရောက်သွားခဲ့တယ်ဆယ်နှစ်ကြာလို့ပြန်လာတဲ့အခါ လေရန်ကိုရုတ်ချီသူမှမမိတော့ဘူးအထိတ်လန့်လေရန်ဆိုပြီးတန်တော်ရေယူခဲ့တယ်သူကိုပိုင်းဝချင်းလေးဟာကွန်ကရစ်တော်ကြီးထဲမှာပျောက်ဆုံးသွားခဲ့တယ်သူလူငယ်ဘဝကလည်းပျောက်ဆုံးသွားခဲ့တယ်ကိုလီစွန်ဆိုတဲ့တယောက်ကြီးကိုအဆွဲပြုလို့ကိုလီစွန်လမ်းကြားဆိုတာရှိတယ်ကိုလီစွန်ဟာပြီးမာကြီးကနေ လေထမ်းရက်ကို ဖုန်းနဲ့ပြုတ်ကြလာပြီးပေါက်စီရောက်မယ်ခေါက်ဆွဲလဲတော့မယ်အဲ့ဒီကနေရေလန်းလာတော့တောင်းတောင်းဖြောက်ဖြောက်လဲနေအရက်သူတယောက်ကောက်ယူငွေလိုလေးပါလေးပင်ရက်ကြီးပါရဲ့မှာဩဇာလေးပါလေးရှိလာတော့ကိုလီစွန်းကိုလီစွန်းနဲ့အရက်ထဲရလူတွေပါဇက်ဖျားကမချရနေအဲ့ပေါက်ဖို့တည်သွားတော့သူ့အိမ်မေးကလမ်းကြားလေးလဲကိုလီစွန်းလမ်းကြားဖြစ်သွားရော အခုကိုလေးစွန်လန်းကြစိတ်သားရင်းတွေတန်းလန်းချိန်ထားတဲ့စိတ်သားကလားဆိုင်ဗရင်းအထင်းနဲ့အခြားလမ်းဘေးဆန်လေးတွေပြုတ်တိမ်နေပြီးစိုက်ကားနဲ့ကားတွေဟာလူရေစီးကြောင်းနဲ့အတင်းတိုးဝင်နေတဲ့နေရာဖြစ်သွားပြီမနေ့ဆိုကြီးကန်းတွေတားအားနဲ့ဓာကျူရန်တွေအဝတ်တန်းတွေအန်တနာတိုင်တွေဘောကနေအလေချောင်းပြောင်းလို့ ဇေခွေရီယာငစိမ့်တယ်ရဲ့ဝဲပြန်နေတဲ့တာလီသားတွေကြာကနေအသားတုံတွေကိုဆွဲဖို့စောင့်နေကြတယ်။လိုင်တန်ရာရှိပီတာချင်းမနိုင်တဲ့ဘက်ကန်းအင်းစိန်ကန်းသားကလာတဲ့ဈေးတွေဟာတိတ်နေဆိုဓာရီတို့ပြဆွဲလို့ပေါ့ဆဲတန်ဆိုရတဲ့ဟာသူတို့ရဲ့နေ့စဉ်သုံးပါတာပြရဖြစ်ပြီး စီပင်သားရငနေသားတွေကတော့သူတို့စီရရတဲ့လိုင်းကြီးနဲ့စူဖြိုးဝါရဲ့သူကြီးတွေဖြစ်လာခဲ့တယ်ပေါ့ graffiti crazy chart တွေအဲ့လမ်းကြားတွေကတိုက်နိုင်ရတကူမှာကြီးကန်းရုပ်ကြီးတယုတ်လာဆွဲထားတယ်လဲတန်းမူရာကောအောင်မှာလည်းတယုတ်လာဆွဲထားရဲ့ဒါဟာလဲတန်းကကြီးကန်းတွေရဲ့ profile ပုံဖြစ်မှာပေါ့တိုက်ခန်းပိုင်ရှင်ကဆဲဆိုပြီး ထုံးနယ်လာဖြစ်ပြီမဲ့ជីကယောဂမပြတ်ပဲជីဘူးဖြစ်သွားတာပဲတခါတော့အဲ့ဒီကိုလီဆွန်လမ်းကြောင်းကိုဖြတ်ဖြတ်ပြီ the ends dy က the ends dy ကတောင်းနေတာ base ကြတာတမတီးစရာအပြူပါလဲတန်းရဲ့အတွင်ပိုင်းလေးကိုစိတ်ပြီးဝင်လာတယ်လဲတန်းရဲ့ကျေစုံမှုတဲ့ညကို ရာနာအိုလေးပေါ်နေတချင်းတွေအကြောင်းစာသားတွေအကြောင်းပြောနေရတယ်။တောင်ကြီးမြို့ကပြန်မြရတော့တဲ့ညနေခင်းလေးအကြောင်းပြောနေရတယ်။တတော်ရက်ွက်လီနာက Emperor Lepe ဆိုင်လေးနဲ့သူတို့အိုစုတွေစုံနေကြစာအုပ်၅ဆိုင်လေးကိုတော်နေရတယ်။နောက်တော့လေးတန်းကိုသူမလာတော့ဘူး။ လဲရန်ဟာသူ့အတွက်တားမြစ်နိုင်ပြီဖြစ်သွားပြီလဲရန်ဝန်းကျင်ခလန်းလန်းကနေသူ့ဝချင်းလေးရှိတဲ့အနောက်ကမာရုပ်ဘက်ကိုရှောင်ဖယ်ပြီးသွားပါမယ်သူ့စိတ်ထဲမှာလဲရန်ပြအောင်ရဲ့အတန်တွေကတစစ်စစ်ခိုက်လို့တဲ့ဟိုးရင်တော့ကအနောက်ထန်းမင်းလန်းထဲမှာအင်းနန်ကြီးဝနေတဲ့အိမ်မိတ်လုံးရှိတယ် အဲ့ဒီအိမ်မဲကြီးရဲ့ဘောရက်မှာကဗျာဆရာမောင်တင်းခိုင်ကဗျာဆရာအောင်ပညုံနဲ့ပကြီးဆရာမုတ်တုံတို့ခူနာခဲ့ဦးတယ်သူတို့မတိုင်ခင်သားလေးမှာလေးဖြူတို့တေးတော်တွေဝီတို့အုပ်စုတွေလည်းတပြေလုံးမသိမ့်ဖိုက်ခင်ခိတခဏကြောက်ချခဲ့ကြဦးတယ်မောင်တင်းခိုင်ဟာတထဲသေးသောဂျင်းမောင်းမီဝတ်တယ် ညစာကိုပေါင်းပေါင်းနဲ့ရင်နဲ့မျောချတယ်။ဆိုင်းငင်ကညလုံးမော့ဖွင့်နဲ့ရွှေနှလုံးသားလက်ဖက်ရည်ဆိုင်မှာတီမှုမှုနဲ့မာယာကော့စကီနဲ့မောင်လေးအောင်ကြောင့်လည်းပြောရတယ်။ရဲဘော်မော်စိတ်တုံးကိုအလေးပြုရင်အာဘောင်အရင်တန်တန်နဲ့ကြပြာအကြောင်းတွေပြောပြီးညတကောင်ကြီးတွေအိမ်မေးစီတိုင်းခွန်နေပြီးပြန်သွားရတယ်။ မောင်သိငံဟာရှစ်လေးလုံးရေးခင်းပြီးမှရန်ကုန်ပလက်ဖောင်းပေါ်လေနီယာလွှင့်ခဲ့တဲ့ကဗျာဆရာပါကရုံးစောင်းနဲ့ကဗျာဆရာအောင်မညိုကတော့မန်လီပိုက်ကျုံရွက်ခွက်ထဲကသပင်ရှိကြီးတရန်ရန်ငှက်ကြီးရောင်ကြီးတကားကနဲ့ဇော်ဇော်ဆိုတာဘယ်သူမှမသိကြဘူးသူကဘဝမျိုးစုံကျင်လဲခဲ့တယ်တောင်ငူမန်နေတော့က စပင်းရှည်ကြီးကိုကြောပြင်တီးဖြန့်ချရင်လေးကောင်ကျင်ဝိုင်းမှာလူမိုင်းလှုပ်ရှားရဲ့ဦးရယ်နောက်တော့ကဗျာနဲ့တွေ့ပြီးကောက်ကောက်ပါအောင်ကဗျာနောက်ကိုလိုက်ကဗျာမြိုက်တက်ကိုစားသုံးရင်ခေပေါ်ကဗျာလောကရဲ့ရောက်ခဲ့တယ်အောင်မညူဟာလဲတန်းချောင်းလန်းတဲ့ကပင်ပင်ပေးတဲ့အိမ်ကိုကြီးပေါ်ရကခန်းချင်းချင်းစီမန္တလေးကစုံစင်းလာတဲ့ ရွှေပြောင်းမိသားစုတစုကိုနေရာရှာပေးခဲ့တယ်။အလုတ်ကိုင်းမရှိသေးတဲ့အဲ့ဒီမိသားစုတွေထမင်းလာပြီးသမားတွေကိုရှာပေးခဲ့တယ်။သူဟာ August Lin ဆိုတဲ့ကဗျာဆရာရဲ့ဗကြီးမုတ်တုံရဲ့ကပင်နိုင်ပေါ့။မောင်သိန်းခိုင်တို့ဗကြီးမုတ်တုံတို့လဲရန်ကခွာစစ်စင်တော့လဲရန် ဇေယသီရီလန်းထဲကကတ်တုံးဝင်းအောင်လို့နေတဲ့ဆောင်မှာကြံ့ကြံ့ခံရကြံ့ခဲ့။ထမင်းစားဖို့အရက်တော့ဖို့အတွက်ကလောင်မျိုးစုံနဲ့မဂ္ဂဇင်းပေါ်မှာရင်းရင်တိုင်းကဗျာဆရာဘွားကိုတက်ဆက်ခဲ့တယ်။ဗကြီးမုတ်တုံကတော့1989ခုနှစ်ဗကြီးကျောင်းဆင်းပြီးကြတဲ့ရန်ကုန်မှာတွေ့ကပ်နေခဲ့တယ်။ခရမ်းပြလို့အမိမတွင်ခင်ကလေးက ခမ်းပြာဆောင်မှနေခဲ့တယ်။အင်းအကမျက်နှာစာမှာတော့ကိုကိုပင်ကြီးရှိသေးတယ်။မနက်ခင်းမြူတွေမှာလမ်းလျှောက်ရယ်လက်ဖက်ဆိုင်သွားတာပျော်စရာကောင်းတယ်လို့ပကြီးဆရာထင်ခဲ့တယ်။အရေးခင်းပြီးတော့မောင်သိန်းခိုင်တို့နဲ့အတူလဲရန်ဝချင်းမဲ့ရွှေခင်နောက်တော့ဒုက္ခနဲ့ကြောင်မြောင်းဘက်ကိုရောက်သွားတယ်။အခုတော့ရွက်ကျင်တွေတွေးဝေကျွေနေတဲ့ ပေါက်ထော်ရဲ့မှာအေးလူလူပကြီးရေလို့ပေါ့နဝတတခေလုံးကိုနီကိုအနဲ့လူတွေကအတမွေးကြရတယ်ခွေးသမားတွေကတော့အာနာပိုင်တွေထောင်လန်းရေးတွေနဲ့ပေါင်းပြီးလှုပ်ရှားနေကြတဲ့အချိန်မှာတချို့ကြပြဆရာတွေပကြီးဆရာတွေဟာစာမျက်နှာတွေပေါ်မှာရဲရဲဆက်ဆက်အမိတ်ကိုခံရ အချင်းချောက်ခံရတဲ့အခက်မတင်စားလေးတစ်ယောင်းတစ်ယောင်းလောက်နဲ့ရေးကြီးအိုင်စကြောရင်နဲ့ရေးဘက်စကန်တွေရောက်သွားသူရောက်သွားကြရတယ်အချောင်တရားခေကြီးရဲ့မှာအာနာပိုင်တွေဟာတပြာလောကကိုမျက်လုံးတောက်ထောက်ကြည့်နေတယ်ပေါ့တခါလေစာပေကံပေတိုင်းကလွတ်လာတဲ့ကြပြားလေးတွေကိုအလုံးဝိုင်းဖန်ရင် ိုးတိုးတိတ်တိတ်အရသာခံရတာလဲတုံးတော့တမျိုးပါပဲခုရောက်နေတဲ့နေရာရဲ့နောက်ကိုဆယ်စုနှစ်သုံးခုနီးပါးလောက်ပြန်ရင်ကြည့်လိုက်ရင်88မတိုင်ခင်နေ့ရက်တွေတွေ့ရမယ်သုံးမိုးပြင်တော်အိမ်တွေနဲ့ခြေလက်နဲ့မပြင်းမပြယ်လေးကိုတွေ့ရမယ်လေးဘင်းကလေးဒီစီလောက်ပါရင်မျက်နှာပွင့်တာကိုတွေ့ရမယ်။နိုင်ငံသားသွားရင်အိမ်မှာ အုံနှုတ်ခေါဆွဲကြည့်ပြီးကြွားတဲ့လေးကိုတွေ့ရမယ်။ RND ចောင်းသားလေးဖုံးမော်ဟာလေတန်းထိတ်ကနေရှစ်ကားစီးပြီး RND ကိုသွားမယ်။စကားကြီးမုံငါဆိုင်မေးကဥမိုင်းဘရင်းဆိုင်ရှိမှာလူငယ်လေးတွေစကားဝိုင်းရှိမယ်။စေနာရှင်ကပြေးထဲမှာပင်ဒီအိမ်ကြီးမချွတ်တန်းဝက်ပြီးစာရေးဆရာကဖိုင်းနေတဲ့ ကိုရွှေခဲနဲ့ဗာကြီးမုံတို့အုပ်စုတွေမထမ်းထိုင်နေမယ်။ဦးထွန်းလင်းချန်လာတဲ့ကပန်းမြူရောကပေးမှာမောင်ဆယ်ဝင်းပရိဒုံနဲ့ကိုမိုးအောင်မွန်းတို့ရဲ့လိုင်အုပ်စုရှိနေမယ်။ဟိုတယ်တက်ပြီးစာရေးတဲ့မဝတိယဖို့စာရေးဆရာကြီးမောင်တာရဟာဖြိုးဝေကပေးဗနာမရိတ်မှာစေပင်လက်ကြီးခဲနေမယ်။ စာရေးဆရာမနုနုအင်ဝါတို့လင်မယာဈေးထဲမှာဈေးဝင်နေပဲငါလန်းနေကသူတို့နေခဲ့တဲ့တသားအလီရတော့ဂူတီရှိနေစေစူပါစားဝိုင်းတော်သားရွှေဦးစီဂျင်မီအောင်တက်ဟာအာတစ်ကဖေးဘေးမှာကလေးတိတ်နေမယ်မမ္မီရဲ့ရှာပေးခွေရီးစားလို့ရနေဆိုတော့တက်သူထွန်းတော်ရင်းကရင်နာထွန်းစတိုဘီက ူစီကန်းအိုလေးစီတည်ရလာနေပဲညဆူမာလာအင်းဟာယရနာနဲ့တီရီဆောင်တွေရှိမှာဂီတာဝိုင်းလေးရှိနေမြေလဲရန်စီတွေမှာကွန်မန်တာစင်နဲ့ဂျိုင်းထဲမှာမုံနဲ့အစီဘီလိုတလောက်ရမယ်နှစ်လန်းတွေကမနောတန်စာပြီးကိုစားကနာတို့မုံနဲ့သူစား ကျောင်းသားလူပြအုပ်စုတွေလာမယ်။ပေ90လမ်းစီးရပြစ်စာပေးရှေးအုပ်ရေကံမှာမင်းညညကောင်လေးတွေရေခိုးကူနေမယ်။ဇေယသီရီလာနဲ့မှလာနေရင်ရေးပြခဲ့တဲ့ဆိုင်းခန့်လည်းရဲ့ရေဒီယိုကမာယိုဟာလူတိုင်းပြဇာတ်ပြားမှာရောက်နေမယ်။မာလာဆောင်ရှိကယူရဇန်ရိတ်တာတွေကနေ ခင်ဝမ်းနဲ့မောင်ဒီတို့စကားတပြောပြောနဲ့လမ်းလျှောက်လာနေမယ်ခရမ်းပြနာကဥက္ကုံမှာကိုအောင်ဝင်းနဲ့ကိုရဲလွန်တို့ရှေ့ပြက်လက်ပြထိုင်နေမယ်အဆူရောင်းနိုင်ကသူစီးရီးစောင်းကြတွေလက်ဖက်ဆိုင်တွေမှာလိုက်ကန်နေမယ်လမ်းပေါ်မှာဘိုက်ဘူပါစကာကြီးတွေနဲ့ဖဲမလီယာကားလေးတွေဟူတူဟူသွားလာနေမယ် တမဆိုင်ကအယောင်စီးမလီယာကောင်တာနောက်မှာတန်းဝင်နေပဲဆိုရှယ်လိတ်ခကြီးကလည်းပြင်းပြင်းကြီးတန်းဝင်နေပဲမဂ္ဂဇင်းတွေတလားတော့ထွက်မယ်အစရောကတနေ့ကိုတခုထွက်မယ်နာမည်ကြီးတဲ့ကယုံမအကြာကြီးတင်မယ်နေကအမာစာကခဖြည်းဖြည်းလာမယ်အလုံးခဖြည်းဖြည်းခနှင်းနေနေ ခဏနေခဖြည်းဖြည်း rhythm နဲ့မှာလူတွေဟာခဏနေယူနေတယ်။အဲဒီမတိုင်ခင်80ပြည့်နှစ်ကြရတော့ဘုံနှိမ့်တော့စိုင်းစရာအောင်ပြီးကလင်းရန်ထိတ်မှာစာအုပ်ရောင်းဆိုင်ပွင့်နေတယ်။ကြပြားစရာတခွန်းကြီးကဂုံစန္တရှိမှာမကြီးပြော်ရောင်းလို့သူ့ခမိုင်လိုင်းတစ်ဖြစ်လဲတိတ်တက်ထားလိုင်းက ဲရနဲ့မိန်းနဲ့မှာလှည့်လည်နေထိုင်လို့လက်ဝဲ romantic ဆာရေးဆရာနိုင်ဝင်းစွေကမိမလောင်သေးတဲ့လဲရန်စီတွေကတဟာရအတုပ်ဆောင်ဆိုင်မှာခေါင်းဆွဲတုပ်ဆိုင်ဟေ့ရရှူရှူတောက်လို့ဆရာတင်မိုးကဝါရောင်းရွက်ရော်တွေကျွေတဲ့ဇေယသတိလန်းနေတလင်းလင်းလျှောက်လို့ဆရာမင်းလာညွန့်ကျူးတို့ အလေးရန်သားစာရေးဆရာတန်းစုယူမောင်စွမ်းယူစာရေးဆရာကျော်အောင်တို့ဆရာတော်ရာဆွေတို့အုပ်စုတွေရှေ့ရက်ွက်အောင်ချမ်းသာလန်းနေကဆရာယူခမောင်လန်းနဲ့ဆရာမကြီးဒေါ်ခင်မြတ်ချစ်တို့အိမ်မှာဖွဲ့ကြလူဆရာကြီးမင်းသူဝင်ကလည်းဦးထွန်းလန်းချန်လန်းနဲ့ကဓမ္မယုံကင်းတဲ့လေးမှာအဖိုင်တောင်းရင်ရီလိုမောလို့ပေါ့နောက်တော့ တရားရံွေဆက်ကူနဲ့85ကျက်တန်အစိတ်တန်တွေတရားမဝင်ဖြစ်သွားလို့လဲလန်းထိတ်မှာစူးစူးဘူးဖြစ်မယ်လုံတိန်ကားကြီးတွေကခေါင်းလောင်းတန်နဲ့ရောက်လာမယ်နောက်မကြဘူး RND ရှိမှာဖုံးမော်ကြီးစံတည်မယ်အရန်ကမောင်မှာကျောင်းသားတွေရိတ်ခမ်းမယ်ခရစ်စတိုဖာဂန်နာဂျီကိုလေနနိုင်တယောက်ကခေါ်လာမယ် ။ဥမိုင်းဆိုင်ရှိစကားဝိုင်းနေ။ကျောင်းသားလူငယ်လေးတွေကဂန်းနဲ့ချင်းနဲ့ artificial interview လုပ်ပြီးဖွာလို့တပြေလုံးကြွကြွညံမယ်။ကျမကိုလေကျမကိုလေအင်းဆိုပြီးကက်ဆက်ကွေးဇလန်းနေတာအတန်တိူးဆောင်လို့တိူးဆောင်နေတယ်ပေါ့။အဲ့ဒီအုပ်စုတွေကဘီပညာလိုက်စားတဲ့ခအေးအေးလူငယ်တယောက်ကပဲ၈ရက်၈လ၈၈ကို အခါတော့ပြင်မယ်ရှစ်ရဲ့ရှစ်လ88တကယ်ဖြစ်လာမယ်မြမဆိုရှယ်လလန်းစင်ပါတီဆိုတာပြုတ်ကြပြီပူဆိုတဲ့အာနာရှင်ဆိုတာတက်လာမယ်ဒီနောက်တော့ဘလာဘလာဘလာအတိတ်ကလည်းတန်းဟာအကြောင်းထန်နေတဲ့တပ်ပြားလိုပဲလွမ်းလို့ဖွင့်လိုက်တိုင်းဘာမှတက်မလာတော့ဘာမှမဖတ်တော့ဘူးလေ အလွန်ကြုံဆောက်လို့ရခေကြည့်ပြီးသွားကြတယ်ကလင်းရမ်းမှာလွမ်းစရာဆိုဘာမှမကြိုက်တော့ဘူးဘူးမှမရှိတော့ဘူးဘာမှတမ်းမှမရှိတော့ဘူးဘူးကိုဘူးမှမသိတော့ဘူးရှစ်လွာကနေပြီးရှစ်လွာကနေဖိလိန်ပင်စင်ပြီးခုံချတဲ့မိန်းကလေးဟာဘယ်ကလာလဲဆိုတော့မသိဘူးချစ်သူမိန်းကလေးကိုဓာတ်စီလောင်းမိရှိုးရတဲ့ချက်တည်းဟာ မသူလဲဆိုတာမသိဘူးတိုက်လီကတန်မှန်တန်တကားအမြဲပိတ်ထားရတယ်တိုက်ခန်းတကားတွေတော့ထထခတ်ထားရတယ်နေရာတိုင်းမှာ CCTV တက်ထားရတယ်နေရာတိုင်းမှာ Facebook ပေါ်တင်ပြီးဖော်မယ်သူတွေရှိနေတယ်နေရာတိုင်းမှာလက်ကမ်းကြော်ညာဆိုင်ရွက်တွေဘလူပြန်နေတယ် ကျိုင်းကောင်အုပ်ကြီးနဲ့တူတဲ့လူတွေဟာနေနေညံ့ညံ့လက်တန်းရပတ်ထဲမှာယုံကြလို့တခါတခါလှေတန်းကိုမျက်စိလဲလမ်းမပြီးရောက်လာတဲ့တကောင်းလုံးမိเจ้าတွေလင်းနေတဲ့ဟိုးရုံကလှေတန်းသားဝန်ကြီးကကန်ထရိုက်တိုက်လေကားရဲ့မှာထိုင်ပြီးတက်ပလက်ပြပွန်တဲ့ခြေတလေးကိုမေးတယ်ဒါလှေတန်းသားရဲ့